ားလုံးပဲပျော်ရွှင်စရာ တစားမုန်းလာပြီးနေတာမညာဖလားအခါတော်နေလေးပါနော်ဒီနေ့စေးပေါင်းခါတဲ့နေ့ဆိုတော့မွားအိမ်မှာမင်းစလီဘူးတုတ်လေးတုတ်စားဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးနဲ့မင်းစလီဘူးတုတ်လေးလာရောက်ကျွေးရပါတော့အရင်ဆုံးမွားဒီဈေးထဲကနေပြီးတော့မင်းစလီဘူးကိုတစည်းဝယ်လာတယ်ဒီတစည်းကိုတော့ဘတ်၁၀ပေးရတယ်ပေါ့နော်အဲမွန်အရင်ဆုံးဒီအဖူးလေးတွေကိုကျွေးမယ်ကျွေးပြီးရင်တော့ရင်းနှွေးန ဆာလေးထည့်ပြီးတော့၃ခါလောက်ပြုတ်မယ်ပေါ့နော်ဒီလိုမျိုးမဲဇလီဖူးလေးကို၃ခါလောက်ပြုတ်လိုက်မယ်ဆိုလို့ရှိရင်မလို့တိတ်မခါတော့ဘူးပေါ့နော်နောက်ပြီးရင်တော့မဲဇလီဖူးလေးတွေကိုမညက်တညက်အနေထားလေးနဲ့မလို့ထောင်းမယ်ထောင်းပြီးရင်တော့မောကစက်သွန်အဖြူစီချက်လေးရဲ့နောက်ပစုံချောက်ထောင်းထားတာလေးရဲ့နောက်မြေပဲထောင်းထားတာလေးရဲ့နှမ်းလေးရဲ့နောက်ပြီးရင်စားနည်းနည်းရဲ့အချိုးမုံနည်းနည်းလေးရဲ့နောက်မောကအဘဲဗနီကာလေးလည်းနည်းနည်းလေးထည့်ထားတယ်ပေါ့နော် စ္စည်းလေးကိုထည့်ပြီးရင်တော့တေချာလေးတမအောင်နေပြီးသွားရင်တော့မို့လို့စီပေါင်းခါတဲ့ညမှာစားဖို့အတွက်မင်းစလီပူတုပ်လေးရပါပြီ။အားလုံးနဲ့စားကြပါအောင်လို့ဖိတ်ခေါ်ပါတယ်။တခြားသူတွေကတော့တစားနိုင်မှာဘလို့အမှတ်တရတွေရှိလဲလို့မသိပေမဲ့ပေါ့နော်။ဝန်အတွက်ကတော့ တငင်ချင်းနေနဲ့ဒီလိုမျိုးတဆောင်းနိုင်အဆောင်မုံလာပြီးညာရေဆိုရင်မုံတို့ဒီနိဗ္ဗာန်စီတိုးခဲ့တဲ့အချိန်ကြီးရှိပါတယ်တငင်ချင်းနေကိုအခုတော့မက်ဆလီဘူးတုတ်လေးစားရင်နေမောကလွမ်းနေပါတယ်ဘေးပြာဝေကွာပြီးအစအစအရာရာအစဉ်ပြေချုံးမှုရဲ့နေရာတွေပဲပိုင်ဆိုင်နိုင်မှုလဲစုမုံကောင်းတောင်းပြီးလိုက်ပါတယ်ရှင်